Cowboys, this is Kevin. <laughs> Welcome back. ဆိုတော့ဒီနေ့ခပ်ပင်တင်ပြပါမယ့်ကြောင်းရည်လေးကတော့ banana and nano wave So, let's go. အခု secret software တဲ့ကိုဝင်မယ်ဆိုတော့ secret software တဲ့ကိုဝင်မယ်ဆိုရင်အရင်ဆုံး secret software ကြီး PC ထဲမှာတွင်ထားဖို့လိုအပ်ပါတယ်ဆိုတော့ secret software တဲ့ကိုဝင်ပြီခုလိုမျိုးအရွယ်စားသိနေရင်အရွယ်စားကြည့်လိုက်ပါပစ်တင်မဲ့သင်ခန်းစာလေးက banana and nano ဆိုတော့ banana နဲ့ nano ဆိုမှတော့ဒီထက်ကြောင်ရအတော့လို့ဆိုတော့ delete ဖြတ်လိုက်ပြီဆိုတော့ကြခဲတော့ကအားယူမယ်ချိုး sprite ထဲက banana နဲ့ nano ကိုတွားယူမယ်ဒီမှာ banana nano ဘနန်းနတ်ကိုကြိုက်တာမန်ကီးဆိုပေမဲ့ခဲကမန်ကီးမယူပဲနဲ့နာနိုကိုပဲယူထားလိုက်တယ်။ဆိုတော့ဒီမှာနာနိုဆိုဘနန်းနတ်နဲ့နာနိုကိုဒီမှာနေနေကြလို့ခေါ်လာမယ်။ Okay so ရပြီဆိုတော့ဒီဘနန်းနတ်နဲ့နာကိုအရင်ဆုံးဘာလို့မလဲဆိုတော့ size အရွယ်အစားတွေပြောင်းလိုက်မယ်။ဆိုတော့နာနိုကိုအရွယ်အစားခဲကနည်းနည်းလေးသူ့ကိုကြီးကျင်တာမလို့80လောက်ထားလိုက်မယ်။ဒါဒီလောက်နည်းနည်းတေးပါသေးရဲ့နော်။ဒီလောက်ထားလိုက်မယ်ပြီးတော့ဘနနာဘနနာဆိုတော့သူ့ရဲ့တကိုင်းစာလောက်ပဲဖြစ်မယ်ဆိုတော့ခဲ650လောက်ထားလိုက်မယ် သေးတော့သေးတယ်ဆိုတော့ဒါပေမဲ့ဒီလောက်ပဲခဲထားလိုက်မှာနော်ဆိုတော့အဲ့တော့ဒီဟာကိုရပြီအဲ့ဒီဆိုတော့သူ့ကို green flag လေးတောင်းပြီး run ကြည့်မယ် run လို့မရဘူးဘာလို့မရလဲခုတ်တင်နေတဲ့ခုလုံးမှာမထက်ထားဘူးဒီမှာတန်းသားမှလည်းခုတ်တင်မရှိဘူးနန်းတို့လည်းတွားကြည့်တော့လည်းနန်းသားတို့လည်းမခုတ်တင်မရှိဘူးဆိုတော့အရင်ဆုံးနန်းတို့ကိုခုတ်တင်ထက်မယ်ဆိုတော့ပထမအုပ်စုတင်ခဲ့တဲ့ lesson 1အတိုင်းပဲခဲတို့ကသူ့ကို ပေါ့နော် h ဝင်ရိုးအတိုင်းပဲဒီ ready h ဝင်ရိုးအတိုင်းပဲခဲတော့က right left ရွေးမှာဖြစ်တယ်ဆိုတော့ right left ရွေးမှာဖြစ်တယ်ဆိုတော့ lesson 1မှာတင်ထားတဲ့ right arrow သုံးတဲ့အရာနဲ့ left arrow သုံးတဲ့အရာနဲ့တော့ပါမယ် okay ဆိုတော့နာနိုကိုကုန်တင်ထည့်မယ်ဆိုတော့ပထမအဆုံးကုန်တင်စားရမယ်ဆိုရင်ဘာကိုဒီဘက်လဲအဓိက main ပေါ့နော် main ဖြစ်တယ် event နဲ့က one flat clip drop and drop ဆွဲလိုက်မယ်ပြီးတော့ချလိုက်မယ်။အဲ့ဒါပြီးတော့ကျတော့ဒီ program ကြီးကိုကိုတွေကမရမချင်းထာဝရ run နေမှာဖြစ်တဲ့အတွက် controller က forever ကိုတုံးပေးမယ်။ပြီးရင်ဥပမာပြောထားတဲ့ဆိုင်ငယ်မြင်မြင်စီးလိုက်ရင်ဆိုင်ငယ်လဲမယ်ဆိုတဲ့အရာမျိုးသုံးချက်တော့ if then if then Okay အဲ့ if then မှာဒီမှာအချွန်လေးရှိတော့အချွန်နေရာမှာဗာလေးထည့်အချွန်လေးပဲထည့်ရမှာဆိုတော့အချွန်လေးထည့်မယ် ဒါပေမဲ့ခဲတော့ကဘာလုပ်မှာဖာလေတဘောပြောရရင် right arrow key ကိုနှိပ်လိုက်တဲ့အခါမှာရွေ့သွားမယ်နော် right back ကို h ဝင်ကို right back ကို30ရွေ့သွားမယ်ဆိုရယ်တဘောပြောလို့ကျင်တယ်မလို့ဒီနေရာမှာ key press ဆိုတာလေးကိုတုံးပြရမှာဒါဆိုထိတာဆိုတာ something နဲ့မှာဆိုတော့ key color press ဒီမှာ switch ခဲတော့ကဘာကိုသုံးမှာဆိုတော့ right arrow ဆိုတော့ဒီမှာ right arrow လေးရွှေ့ပေးမယ်။ပြခဲတော့က h ပွင့်ရိုးအတိုင်းကို right ဒီဟာက right ဆိုတော့ right ဖက်ဆိုတော့ plus လား minus လား plus ဆိုတော့ကျတော့ခဲတော့က motion နဲ့မှရွှေ့တဲ့ဟာရှိတယ်။ဆိုတော့ h ပွင့်ရိုးဆိုတော့ဒီမှာ h ပွင့်ရိုး okay ဟဲ့တော့ဘယ်ဘက်ကိုသွားမှာ left ဆိုတော့ left back ကိုသွားမှာဆိုတော့ဒီဟာလေးကိုပြန်ပြီးတော့မထည့်ချင်တော့ duplicate လေးယူမယ် back link နဲ့ပြီးတော့ duplicate ပြီးတော့အောက်ကိုချက် ်အဲ့လိုသွားမှာက left ဆိုတော့ဒီမှာ left ဒီကိုပြောင်းလိုက်ပြဒီမှာ left ဆိုတော့ minus minus ဆိုတော့ဒီမှာက minus 10အတန်း Okay အဲ့ဒါလေးကို run ကြည့်မယ်အရင်ဆုံး run ကြည့်မယ် green flag လေးကို next ပြီးတော့ right arrow သုံးမယ်ပြီးတော့ left arrow ကုန်မယ် okay အဲ့ဒါမပါဘူးအဲ့တော့ဒီဟာလေးကအဲ့ဒါမပါပဲနဲ့အရင်ဖြေတယ်ငါတို့ကိုအနေနဲ့ banana banana ကိုသွားမယ် ဆိုတော့ဘနနာကိုပြောင်းလဲမယ်ဆိုတော့ဘနနာတဲ့ကိုကလစ်နေမယ်နေပြီးတော့အရင်ဆုံးခုနလိုမျိုးပဲအာကုတ်တင်ထဲတော့မယ်ဆိုတော့အရင်တတိယဖို့လို့လဲ UN နဲ့က one flat clip drum drop ဆွဲလိုက်မယ်ပြီးတော့ချလိုက်မယ်ရပြီးတော့ဒီ nano လိုပဲ forever tower run မှာဖြစ်တဲ့အတွက် control နဲ့က forever ကိုအသုံးပြုမယ် okay အဲ့ဒါပြီးသွားရင်ခဲတို့ကဘာနော်အမ်သူ့ကို ဝိုင်းပိုဇီရှင်ပေါ့နော်ဝိုင်းဝင်ရိုးတိုင်းခေရိုးကသွားချင်းတယ်သွားချင်းတော့ကြတော့ဒီကောင်းကိုပေါ့နော်ဒီနန်နိုလေးကဖမ်းမှာအပေါ်ကကြက်လာတာကိုဖမ်းမှာဖြစ်တဲ့အတွက်ဒီဘနနာလေးကအပေါ်ကနေအောက်ကိုကြက်လာမယ်ဆိုအဲ့လိုကြက်လာမယ်ဆိုတော့ဒီကဝိုင်းဝင်ရိုးပေါ့နော်ဝိုင်းဝင်ရိုးကိုအပေါ်မှာကြက်ပေါင်းအောက်ဆိုတော့အနှုတ်ဆိုတော့အပေါ်ကနေအောက်ကိုကြက်မှာဆိုတော့ minus ဖြစ်မယ်ဆိုတော့ကြတော့ကြာတာပြောင်းလဲတာဆိုတော့ motion တွေက y position เนาะဒီမှာ chain 1 ဘိုင်းထန်ဆိုတာလို့ထင်မယ်အပေါ်ကနေအောက်ကိုကျတာဆိုတော့ minus minus 10ဆိုတော့အာဒီဘနနာကိုပေါ့နော်ခဲတို့ကအခုလုံမှာကအပေါ်ကနေအောက်ကိုကျတာနော် one position တိုင်းအပေါ်ကနေအောက်ကိုကျတာဆိုတော့အဲတူတူကျတာကိုခဲတို့ကကျပန်းကွာ random position နဲ့တူတူကျစီချင်တာနော်အပေါ်ကနေအောက်ကိုတူတူကျစီချင်တာဖြစ်တဲ့အတွက်နော်ပြီးတော့ခဲတို့ကအဲဘယ်လို one position ကိုဘလောက်လောက် ဖြစ်ရင်ဘလောက်လောက်ထငယ်ရင်အဲ့လိုပုံစံမျိုးသွားကျင်တာမလို့အာ if then လေးကိုတုံးပြမယ်အဲ့ဆို control ထဲမှာ if then if then ဆိုအဲ့ဒါပြောဒီမှာအချွန်နေရာမှာအချွန်ဆိုခဲတော့ကဒီဘနာနာလေးကိုဘယ်တော့ one position ဘာဘလောက်လောက်ထငယ်ရင် less than ဆိုရယ်ဘလောက်လောက်ထငယ်ရင်ဆိုတော့အာခဲတော့ကဒီ operator တွက်ချက်မှုဆိုင်ရာထဲမှာဒီမှာငယ်ရင်ဆိုတော့ဒီမှာ less than အဲ့ဒါဒီကိုဒီမှာထည့်ပြမယ် ဆိုတော့ဘလော့တဲ့ငယ်ရင်ဆိုတော့ချေစဉ်းစားထားတာကအဲ -185 okay -185 ပြီးတော့ enter ကောင်းတယ်အဲ so y position က -185 ချက်ငယ်လေးရင်ဆိုတော့ y position လေးကိုတွားယူမယ် motion တွေက y position ဒီမှာတားလိ okay ရှိလိုက်ပြီ so အဲ့လာပြီးသွားရင်ခုနကပြောတဲ့ go to random position ဆိုတော့ဒီမှာ go to random position ရလိုက်မယ် ဲ့ပြားခဲတို့ကဘာဖြစ်မလဲဝိုင်းဝိုင်းဝင်ရုပ်ကိုထည့်မှာတော့အပေါ်ကနေအကူကြပြီးတော့ဒီလိုကြာပြီးတော့ပြန်တက်ပြီးတော့ပြန်ကြမယ်ဆိုတော့ထည့်တာဆိုတော့ခဲတို့က set spine ဆိုတာကိုရှုပ်ပြီးတော့ထည့်မယ်ကခဲရိုးကိုတူးဆိုပြီးပေးထားတာပေါ့နော်တူးဆိုပြီးပေးထားတာဖြစ်တဲ့အတွက်ခဲရိုးကဘလောက်ထားမလဲဆိုတော့180ထားပေးမယ်။လာ180။ဟောဆိုကြတော့အမဒီ blood group ကိုဒီနှစ်ခုဒီမှာပြီးသွားပြီ။ပြီးသွားပြီဆိုတော့ခဲရိုးကမင်းတို့ ဂိမ်းတစ်ခုရှိရဆိုရင်အဲ့ဂိမ်းတစ်ခုကဒီတိုင်းပဲဂိမ်းမဟုတ်ဘူးလေနော်အမတ်ရရရှိရကိုနိုင်နိုင်တယ်လို့အမတ်တွေရရလေနော်အဲ့လိုပုံစံမျိုးဆိုခဲတော့ကဂျီနာနိုနဲ့ဘနာနာကိုအမတ်တွေထည့်ပေးမယ်ဆိုအမတ်ထဲဖို့ဆိုရင်မင်းတို့ gain တွေပါရေးဆော့ရယ်ဆိုရင်ဒီ main ခလိုက်တာ ਨੇ သူပေးထားတဲ့ဘောနော်အဲအသက်ဖြစ်ပြအသက်ဆိုရင်အမတ်တက်သွားရယ်ကွာကြာမတ်အဲ့လိုမျိုးဒီမှာဒီကောင်ကိုထိလိုက်တာ ਨੇ အမတ်တက်သွားရယ်အဲ့လိုပုံစံမျိုးလုပ်မှာဆိုတော့ နောက်ဆုံးနဲ့ခဲတော့ကဘာလို့အဲ့လဲဆိုရင် one flag clip ကိုလိုအပ်တယ်ဆိုတော့ event နဲ့ကိုဝင်ဝင်ပြီးတော့ဒီမှာ one flag clip လေးကို human drop ဆက်ပြီးတော့ flag okay ဆိုတော့ခဲတော့ကဘာလို့လဲဆိုရင်ဒီအမတ်ထက်ပဲခွာအမတ်တက်မယ်ဆိုတော့ဒီ nano လေးကိုနန်းတို့လေးကိုဒီဘနာနာလေးကထိလိုက်တဲ့အခါမှာအမတ်တမတ်တက်သွားမယ်ဆိုတဲ့သဘောမျိုးထဲ့မှာ ။ဆက်မှဆိုတော့ကြတော့ခေတို့ကအယုံဆုံးနေတဲ့ search ကိုအသုံးပြုရတယ်။အရှိသည် search ကိုအသုံးပြုရတယ်။ဆိုတော့ amat ဆိုတော့ variable ထဲမှာရှိတယ်။ဆိုတော့ variable ထဲကိုဝင်ဆိုတော့ဒီမှာ SEO is cool ဆိုတာရှိလား။မရှိဘူး။ဆိုတော့အဲ့ဒါကိုမလုပ်ပြရမယ်ဆို scroll ဆိုတာဒီကိုဒီမှာ make a variable ကိုနှိပ်နေပြတယ်မတော့ပေးထားပဲမင်းထဲမဲ့နာမည်ပေါ့နော်ဆိုတော့ခဲကအမတ်ဆိုတော့ရမတ်ဆိုတော့ SCY လို့ပဲထည့်လိုက်တယ်အဲ့လိုမဟုတ်ဘူးနဲ့အမေကခင် Max ဆိုပြီးလဲထည့်လို့ရတယ်မင်းတို့ကြိုက်တဲ့အမတ်ထည့်လို့ရတယ်ဆိုတော့ကြခဲတော့ကဘာလို့မလဲ set แท้มาสรุปว่าดิมา set สควอแล้วต้องจุมั้ย acid set ပြောဒီမှာ my favorite haven เนี่ยมาบาถามเลยสรุปดิญาติကိုနေပြောဒီမှာ screw สรุปแล้วโอเทလို့ရတယ်โอเคအဲ့ဒါပြီးသွားရင်ဘာလုပ်မလဲ tower ပတ်မယ်เนาะ tower ပတ်မယ်ဆိုတော့ခဲတော့ဘာလို့အဲ့လဲ forever လို့ရတယ်ဆိုတော့ control တဲ့က forever ကိုယူမယ်ဆိုတော့ forever ဆိုတော့ forever ပြီးသွားရင်ခဲတော့ကဒီ nano ကြီးကို ဘနာနာလေးကလာထိလိုက်တဲ့အခါမှာအမတ်ရမယ်ဆိုတော့ if then ဒီ if then လေးကိုတော့ပြရမယ် okay so if then လေးကို grab and drop ချလိုက်မယ် so နာနိုလေးကိုလာထိလိုက်တဲ့အခါဆိုတော့နာနိုဆိုတဲ့ဟာကိုတတ်ချင်မော်နော်ထိတဲ့ပုံစံမျိုးလုပ်မှာဆိုတော့ထိတာဆိုတော့ Samsung ထဲမှာဆိုတော့ဒီမှာကြည့် touching mouse pointer ဆိုတဲ့လေးတွေ့လားဆိုတော့အဲ့လားလေးကိုဒီမှာဒီနားမှာဒီလိုလေးထည့်လိုက်မယ် ဆိုခဲတော့ mouse pointer ကိုထိမှာဟုတ်လားမဟုတ်ဘာကိုထိမှာနန်တိုလေးကိုထိမှာဆိုတော့ဒီဟာလေးကိုနှိပ်ပြီးတော့ဒီမှာနန်တိုဆိုလေးကိုနှိပ်လိုက် okay ဆိုအဲ့ဒါရပြီရပြီတော့ခဲတော့ကနန်တိုလေးကိုထိပြီးဝိုင်းရင် အမှတ်ပြောင်းမှာဆိုတော့အမှတ်ပြောင်းမယ် variable ထဲမှာဒီမှာ change အမှတ်ပြောင်းလိုက်မယ်ဆိုဒီမှာ my variable နေအမှတ် scroll လေးကိုထည့်ပေးမယ်အဲ့ဒါပြီးတော့ရင်ခြေတော့ကဒီတိုင်းပေါ့နော် သူ့ကိုထိလိုက်တဲ့အမတ်ရမယ်သူ့ကိုထိလိုက်တဲ့အမတ်ရမယ်အမတ်တော်ရသွားပြီဒီမှာလေအမတ်ပုံလေးပုံထားပြီဒါပေမဲ့ဒီတိုင်းဆိုပြင်းစရာခဲတော့အတန်ထက်မယ်ဘာထက်မလဲအတန်ထက်မယ်ဆိုတော့အဲ့အတန်ဆိုတော့ဘယ်တော့မှမစောင်းတဲ့ကိုဝင်ဆိုတော့ဒီမှာသူကတော့သူ့ရဲ့ငိုမူလပုံစံအတိုင်းပေါ့နော်ဒီမှာစောင်းလေးပေးထားရွာဒီမှာစောင်းလေးပေးထားရဆိုတော့ခဲတော့ဒီမှာ start sound တခုရှိတယ်ပြီးတော့ play sound တခုရှိတယ်ခဲတော့ကဒီကောင်ကထိလိုက်တဲ့အခါမှာမှာ ိမှာဆိုတော့ခဲတော့ play store လို့ထည့်မယ်။နိုလေးကိုဘယ်တော့ဒီ banana ရဲ့အကူရောက်ဖို့လိုအပ်တယ်။ဘာလို့ဆိုတော့ခဲတော့အတန်ထွက်ဖို့ပေါ့နော်။ဆိုတော့ဒီမှာရလိုက်ပြီ။ဆိုတော့အဲ့ဒါလေးကိုဒီမှာခဏလေး banana ပဲတော့ပြီး run ကြည့်မယ်။ဆိုတော့နာနိုလေးကို banana လေးကလာပြီးတော့ထိလိုက်တဲ့အခါမှာဆိုတော့ဒီမှာထိပြီးတော့ဘာတန်းထွက်မလဲနောက်ထောက်ကြည့်မယ်။အော်ဘယ်လိုပြောမလဲ။ကိုက်လိုက်တဲ့အတန်ပေါ့နော်။ဒီနာနိုလေးကနေပြီးတော့ဒီကောင်ကိုကိုက်လိုက်တဲ့အတန်ပေါ့နော်။ဆိုတော့အတန်ထွက်ပဲ။ ဆိုကြတော့ဒီမှာ run ထားရနော်ဒါပေမဲ့ဒီကောင်ကဒီပေါ်ကိုပြတ်မတုံမင်းဘလောက် run ထားဒီကောင်ကအပေါ်ပြတ်မထက်ဘူးဆိုကြအဲ့ဒါကိုမလုပ်ဖို့လို့လဲဆိုရင်သူ့အပေါ်ပြန်တက်ဖို့အတွက်လိုအပ်တယ်နော်သူ့အပေါ်ပြန်တက်ဖို့အတွက်လိုအပ်တယ်အဲ့ဒါဘယ်လိုလုပ်မလဲဆိုရင်ခုနကမင်းတို့လှုပ်ထားတာဒီမှာ go to run that position search y 1 2 180ဆိုရင်မင်းတို့ခုနကလှုပ်ထားဟုတ်တယ်နော်ဆိုကြအဲ့ဒီပါဟာလေးကိုခဲတော့ပြန်ပြီး duplicate နဲ့ယူပြီးတော့ဒီအောက်မှာပြန်ထည့်ပေးရမယ်ဘာလို့လဲဆိုတော့ဒီမှာနှစ်ခုဖြစ်သွားမှာ နော်ပြောချင်းတဲ့တဘောကဒီမှာနှစ်ခုဖြစ်သွားတယ်ကွာနှစ်ခုဖြစ်သွားတော့ဒီမှာကအပေါ်တက်ဖို့အတွက်ဒီဟာလေးကဘလောက်185တဲ့ရောက်ရင်အပေါ်ပြန်တက်မယ်နော်အပေါ်ပြန်တက်ပြီးသွားရင်နော်အဲ့လိုဟာကိုမတက်ဘူးဆိုရင်တော့မဒီနာနိုလေးနဲ့ထိလိုက်ရင်တော့အပေါ်အေကမုတ်ချက်ပြန်တက်မယ်ဆိုအဲ့ဒါကိုပြန်လုပ်ကြည့်မယ်ဆိုတော့ stop လုပ်မယ်ပြီးရင်ဒီပနာနဲ့ခဏပေါ်ပြန်နေပြီးတော့ဒီလိုရန်လိုက်မယ်ဆိုအမေကအပေါ်ပြန်တက်ပြီးတော့ပြန်ကြလာတို့လားနော်ပြန်ပြမယ်နော်ဆိုတော့ဒီလိုဒီမှာပြန်လိုက် အောက်ကြတယ်အာပြန်တက်သွားရင်ပြန်ဆိုတော့အဲ့လိုပုံစံမျိုး okay ဆိုတော့ကျခဲတော့ကဒီဟာကိုတွားသူနေရတကြပြန်ချမယ်မာတာလေးကိုတော့နည်းနည်းလေးအောက်ဆော့မယ်ဆိုတော့ဒီမှာ background background ရဲ့ white အဖြူအောင်ရင်းဖြစ်နေရိုးရှင်းတယ်ဆိုတော့အဲ့ရိုးရှင်းတာကိုခဲတော့က background backdrop ပြောင်းမယ်ဆိုတော့ဒီမှာ change choose a backdrop လေးကိုဝင်ဆိုတော့ဒီထဲမှာအများကြီးပဲရှိရနော်ဒီမှာပုံစံလေးအများကြီးရှိရခဲကတော့ဒီမှာ nano နဲ့ banana ဆိုတော့ forest တော့လေးကိုယူလိုက်တယ်ဆိုတော့ဒီမှာ ဒီလိုပုံစံလေးဆိုတော့ဒီမှာကခဲကဒီမှာဒီကိုထိလိုက်တယ်ဒီမှာနောက်တစ်ခုထိလိုက်တယ်ဒီမှာဒီထိတယ်ဟမ်အပွားနေပြန်ကြလာတယ်ဟမ်ထိလိုက်တယ်အပွားနေပြန်ကြလာဆိုတော့အဲ့လိုမျိုးဒုနဲ့ထိတဲ့လေဒီမှာဘာဖြစ်လဲစကောမှာအမှတ်ကဒီမှာတက်တက်လာဟဲ့မလားတမတ်ချင်းစီတမတ်ချင်းစီတက်တက်လာ okay ဆိုတော့ဒီလိုမျိုးဆော့လို့ရတယ်เนาะမင်းတို့ကမင်းတို့ဖက်ဂိမ်းလေးဖတ်ကြည့်ပြီးတော့မင်းတို့ကမင်းတို့ဆော့လို့ရတယ်ဆိုတော့အဲ့ဒါကိုကြီးရင်နေဆိုတော့ဒီကြီးတာလေးကိုနှိပ်ပြီးတော့ဒီမှာဒီ ပြန်ပြီးတော့ run ပြီးတော့ဒီမှာ sorry ဟွန်းဒီမှာဟမ်ဒါဆိုအမအမလည်းတက်လာတယ်မင်းကလည်း sorry ရတယ်တူတယ်ဟောအဲ့လိုပုံစံမျိုးပေါ့နော်တော့ဒီနေ့ကပေါ့နော်အာနိုနဲ့ဘနာနာပေါ့နော်ဘနာနာနဲ့နာနိုဒီ project လေးပြီးသွားပြီဆိုတော့နောက်ဆုံးအဆင့်နေနဲ့ဘာလို့လဲတိုက်တယ်ဘာပြောင်းရမလဲဆိုတော့တိုက်တယ်ဘာပြောင်းမလဲ best speed နဲ့ပြတ်မယ် okay ပြီးတော့ banana b a n a n a s banana ပြီးတော့ a n d a n ပြီးတော့ n a n o nano ဒီနေ့က lesen ဘလောက် lesen 3ဆိုတော့ l e s s o a. 3, b, a, n kalah. yang kedua fine lesson ပြီးတော့3ပြီးတော့ and ani ခေါ်လိုက်ဒါပြင်ခဲတော့ရှေ့မှာ show final က shift to your computer မရောလိုချင်တယ်ဒီမှာ project ထဲကိုပို့ထားတဲ့ကိုဝင်ပြီးတော့ဒီမှာရှေ့မယ် okay so lesen 3 နေ့တော့ lesson ကဒီလောက်ပါပဲဆိုတော့ bye bye